ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနတက်မှုတင်နှံအပတ်စဉ်တင်မြင့်ဆောင်2024တင်နှံစင်ပွဲသို့ပေးပို့သောတဝန်လွာရက်စွဲ2025မလ10ရက်တက်မှုတင်နှံအပတ်စဉ်တင်ဟာဆိုရင်ပြည်သူကာကွယ်တက်မတော်ကိုဦးဆောင်ခုခဲ့မဲ့တက်မှုတွေကိုမွေးထုတ်တဲ့တင်နှံဖြစ်တဲ့အတွက်ဒီတင်နှံဘလောက်ရေးကြီးတယ်လဲဆိုတာရဲဘော်တို့အားလုံးသိရှိပြီးဖြစ်တဲ့ခုလိုတင်နှံကာလ3လလုံးလုံးစစ်ပညာကို စာရွက်လက်တွေ့တင်ယူလေ့ကျင့်ခဲ့ကြတဲ့ရဲဘော်အလုံးအတွက်အထူးဂုဏ်ယူကြောင်းပြောလိုတယ်။ဒီသင်တန်းဖြစ်မြောက်ရေးအတွက်ကုညီစီစဉ်ပေးခဲ့တဲ့အမတ်တစ်စစ်ဒေတာမှုနဲ့တကွမဟာမိတ်ကချင်လွတ်လပ်ရေးတမတော် KIA ကသင်တန်းစီရအရာရှိများကိုလည်း PDF စီယုံချုပ်အနေနဲ့ကျေးဇူးမှတ်တမ်းတင်ရမှာဖြစ်တယ်။ဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်ရေးတမတော်ရဲ့သက်တမ်းဟာ၄နှစ်ပြည့်ဖို့လာပိုင်းသာလို့တော့တယ်။ ဒီချိန်မှာ PDF တက်မတော်ကိုဦးဆောင်ပြီးအစစ်စင်သောတော်လင်းတာဝန်ကိုထမ်းဆောင်မဲ့တမူကောင်းတွေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီဖြစ်တယ်လို့ယုံကြည်တယ်။တမူကောင်းမှတက်ကောင်းမယ်ဆိုတဲ့အဆိုယူစကားလည်းရှိတယ်။တက်မတော်တရက်တိဆောက်ရမှာတမူတွေရဲ့အခမ်းကဏ္ဍဘလောက်ကြီးမားတယ်လဲဆိုတာတော့အထူးပြောဖို့လွန်မယ်မဟုတ်ဘူး။ PDF ပကဖရဲဘော်တွေ COC နှစ်ရက်နဲ့တိုက်စွမ်းရင်အားကောင်းတဲ့ရဲဘော်တွေဖြစ်ရေးဟာငါတို့စဉ်ဆက်မပြတ်ဖော်ဆောင်ရမယ့်လုပ်ငန်းတာဝန်ဖြစ်တယ်။ခုဆိုရင်ရဲဘော်တို့ဟာ ဒီတောင်ကိုထမ်းဆောင်မှုအစင်းနဲ့ဖြစ်ကြပြီလို့နားလေတယ်။တမှုတွေရဲ့ဦးဆောင်မှုကိုကျိုးစွန့်နဲ့နာခံမှုနဲ့တက်ကိုကောင်းတစ်ထက်ကောင်းမတစ်ထက်မအောင်တိဆောက်ကြရမှာဖြစ်တယ်။ပြည်သူ့ကောင်ကွယ်တက်မတော်ကိုထူထောင်ရမှာအဓိကရွယ်ချက်နှစ်ရပ်ထားရှိတယ်။တဲ့လက်နက်ကင်တွေဦးအင်အားစုအလုံးကိုအလန်တော်တစ်ခုအောက်မှာစူစီးရဲပြည်သူဒေါ်လာရေးတရက်ဆယ်နှွဲဖို့နှစ်စနစ်ပြောင်းရေးဥတီတဲ့ဒေါ်လာရေးဖြစ်တဲ့အလျော်စွာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့လျော်ညီတဲ့ ဖရန်ပြည်တော်စုတက်မတော်တီထောင်တဲ့အခါရှေးဘေးအမရေဖြစ်ဖို့ဒီရွယ်ချက်နှစ်ရက်ကိုငါတို့အမြဲတမ်းနှလုံးသွင်းထားရမှာဖြစ်တယ်။ဒီနေ့တော်လင်းရေးချီနဲ့ရရက်ကိုကြည့်ရင်တော်လင်းရေးအောင်မြင်မှုအတွက်ကတော်လင်းရေးအောင်တဲ့အခါပြည်သူများမျှော်မှန်းတဲ့ဖရန်ဒီမိုကရေစီပြည်တော်စုအောင်မြင်မြင်ထူထောင်နိုင်ဖို့အတွက်ပါ PDF တက်မတော်မှကြီးလေးတဲ့တာဝန်ရှိတဲ့ဆိုတာရဲဘော်တို့လည်းနားလည်သဘောပေါက်ပြီးဖြစ်လိမ့်မယ်။ တော်လိုင်းရဲ့အစောပိုင်းကာလမှာတစ်ဖက်ကတက်တီထောင်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့စီးရဲလှုံရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခဲ့ကြရတယ်။ဒုတိယအဆင့်အနေနဲ့ဒူအင်အားစုစီမဟာဗျူဟာထိုးစစ်စင်ရင်မြို့သိစခန်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်တယ်။ဒါဆိုရင် တတိယအဆင့်ကဘာဖြစ်မလဲ PDF ပါကဖရဲ့မဟာမိတ်တော်လိုင်းရဲ့အဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနဲ့ထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်။ ဒီထိုးစစ်ကြီးကဆရာနာသိမှုကိုအဆုံးသက်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ်။အဆုံးတစ်နေ့မှာဆိုးရုံမှုမှန်သမျှကြာဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တယ်။ပြည်သူတော်လှန်ရေးမုတ်ချအောင်ရမယ်။ပုံရီမွန်ပြည်တော်စုဝင်ကြီးကာကွယ်ဝင်ကြီးဌာနမြို့သားညညရဲ့အဆိုအရ